ထိုင်းနိုင်ငံအယုဒ္ဓယာမှာရခိုင်ဘာသာစကားဆွေးနွေးပွဲတစ်ခုကိုကျင်းပခဲ့တယ်လို့သိရပါဗျ။ဒီဆွေးနွေးပွဲကိုပြီးခဲ့တဲ့အော်တိုဘာလ21ရက်နေ့မှာထိုင်းစံတော်ရှင်နေ့လယ်12နာရီကနေညနေ4နာရီအထိရခိုင်ကျောင်းသားယဟန်တော်များအဖွဲ့ထိုင်းနိုင်ငံကဥဆောင်ကျင်းပခဲ့တာပါ။ရခိုင်နယ်ပတ်သက်တဲ့အချက်အလက်တွေနေပါမုံနဲ့ရခိုင်ဘာသာစကားတင်ကောမုံတွေကြောင့်အဲ့ဒီဆွေစုံကျန်းကိုလူငယ်တွေလေးလာဖတ်ရှုနိုင်ဖို့လှုံ့ဆော်ခဲ့တာဖြစ်တယ်လို့ ရခိုင်ဝီကီပီးဒီးယားတည်ထောင်သူအရှင်ရသဝန်သားကနရင်စရာကိုမဆိုပါရယ်ရရှိမှာတော့ရခိုင်ဘာသာနဲ့ရေးသားထားတဲ့အခမဲ့ဆွေစုံကျန်းခေါ်ရခိုင်ဝီကီပီးဒီးယားကိုအွန်လိုင်းမှာနှွင့်တင်ထားနိုင်ပြီဖြစ်ပါရယ်ကဘာမှာဘာသာစကားပေါင်း9100ကျော်ရှိတဲ့အထက်က40ရာခိုင်နှုန်းလောက်ဟာဘာသာစကားအသေးအဖြစ်ပြောက်ကွယ်သွားဖို့အန္တရာယ်နဲ့ရင်ဆိုင်နေရတယ်လို့ဆိုပါရယ်ဘာသာစကားတစ်ခုပြောက်ွယ်တာဟာအဲ့ဒီဘာသာစကားနဲ့အတူပါလာတဲ့ လူမျိုးရဲ့ထုံထမ်းစင်လာယဉ်ကျေးမှုဘ ഹു ဒူရာနဲ့အတွေ့အခေါ်အမွေအနှစ်တစ်ခုလုံးပျောက်ပြတ်သွားတာဖြစ်တယ်လို့အရှင်ရခဘေရီကမိကြပါဗျာ။